မဂါထရန်စဖာပါစကန်ဆိုတာလည်းပို့ပြီးတော့မှန်တယ်ပေါ့နော်ပြောမှဆိုရင် direct unit တစ်မျိုးပေါ့နော် unit တစ်မျိုး bus တွေကိုတိုင်းတာတဲ့ unit တစ်မျိုးဖြစ်ပါတယ်အမှန်တော့ကျွန်တော်ဆိုလိုချင်တာပေါ့နော်ကျွန်တော်တို့ရဲ့အခုနေနေရတဲ့1600 MHz ဆိုပါဆိုကျွန်တော်တို့ brand မှာကြီးတာ1600 MHz ဆိုရင် mixer အနေနဲ့တည်ရမှာ bus ကတကယ်လှုပ်လှုပ်ပေးနိုင်တာ800 MHz ပဲသူကလှုပ်လှုပ်ပေးနိုင်တယ်အဲ့တော့1600ဘာကြောင့်ဖြစ်လာလဲဆိုတော့ double data rate ကိုကျွန်တော်တို့ကသုံးထားတဲ့အတွက် bus ကနှစ်ဆလှုပ်လှုပ်ပေးရတဲ့အတွက်သူက800 800ပေါင်းလိုက်တော့1600ဖြစ်လာတာဖြစ်တယ်အဲ့ဒါကို MHz မှာသူက ထောင်းချောက်ပါဆိုပြီးတော့လာပေါ်ပြတာဖြစ်တယ်တကယ်လို့ bank csp ကိုပြောပါဆိုရင်အနည်းဆုံးကျွန်တော်က100လို့ပဲပြောမှမှန်လိမ့်မယ်နော်ဒါတွေကကျွန်တော်တို့ဗာလဲ true for တွေပြီးတော့ choice question တွေပေါ့နော်အဲဒီ question တွေဆိုကျွန်တော်တို့ဒါတွေမီးလာနိုင်တယ်ပေါ့နော်အဲ့တော့အဲနောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီလိုမျိုးတိုင်းတာတော့ကျွန်တော်တို့က mega transfer per second နဲ့တိုင်းမယ်ဆိုတော့ mega transfer per second နဲ့ပြောမယ်ဆိုရင်ပုံပြမှန်တယ် mega hertz ကိုပေါ်ပြတဲ့ဟာကိုပဲ အနည်းဆုံးဆုံးတူတယ်ဒါပေမဲ့ mega transfer per second နည်းနည်းလေးပိုနေတော့ကျွန်တော်တို့တွေ့ရတာဒါပေမဲ့များသောအားဖြင့်တော့အခုပြင်မာတွေ့ရတာတော့ဒီရမလား mega hash 400 mega hash ထောက်ချောက် mega hash ဆိုဒီလိုပဲခေါ်တာဘယ်သူမှကျွန်တော်တို့တော့ဒီလိုမျိုးအဲ mega transfer per second ဆိုတော့မခေါ်တော့တွေ့ရတယ်နော်ဒါကတော့ mixer အနေနဲ့နည်းနည်းထပ်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်ဟိုရှင်းသွားပါလိမ့်မယ်နော်โอเคကောင်းပြီဆိုတော့အခုကျွန်တော်ဆိုလိုချင်တာက အဲဒီ Mega Hans တွေကကျွန်တော်တို့တကယ်လို့ bus တစ်ခုရဲ့ Mega Hans ကိုပြောပါဆို1600လို့တန်းပြောလို့မရကျွန်တော်တို့ RAM မှာ1600ရေးထားတိုင်း bus က1600လုံးမလို့ဘူး RAM မှာ1600ရေးထားရင်မင်းတို့တစ်ခုတည်းက bus မှာတကယ်လုလို့တာ800ပဲလုလို့တာနော်အဲ800အောင်မှာကျွန်တော်တို့ရဲ့ RAM က double data rate ဖြစ်တဲ့အတွက်နောက်800ပေါင်းထားတယ်ဆိုတော့မင်းတို့တိကိုလုရယ်နော်ဒါအောင်ကျွန်တော်ပြပြချင်းမယ်။ Okay ။နောက်တစ်ခုကတော့ timing ပေါ့နော်။ timing ဆိုတော့ကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ latency လို့ခေါ်မယ်။ပြောမယ်ဆိုကြာချိန်ပေါ့ဗျာ။ဟို data ကိုဘယ်လောက်ဘယ်လောက်အကြာမှာလက်ခံပြီးတော့ ဘလောက်ကြာကြာပေါ့နော်ဒီ data ကို waiting လုပ်ပြီးတော့ပြန်ပို့နိုင်လဲပေါ့နော် transfer လုပ်နိုင်လဲဒါကိုကျွန်တော်တို့ timing လို့ခေါ်တာပေါ့နော် brand timing တွေကနည်းလေပို့ပြီးတော့ဟို faster ဖြစ်လေပေါ့နော်ကျွန်တော်တို့ဒီ Cisco device မှာဆို latency လို့ပြောရမှာပေါ့တပြောမယ်ဆိုရင်ဟို time latency ဆိုတာဘာလဲဆိုတော့ကြာချိန်ပေါ့နော်ကြမ်းကြာတဲ့အချိန်ကိုပြောတာပေါ့အဲ့လိုမျိုးကြမ်းကြာတဲ့အချိန်နှိမ့်နည်းလေဒီပေါ့နော်ဥပမာထားပါတော့555 666 4444 tower အဲ့မှာ555ဆိုရင်ဒါအနည်းဆုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ charging အနည်းဆုံးကအမြန်ဆုံးလို့ကျွန်တော်ကသတ်မှတ်လို့ရတယ်ဗောနော်။ဟ okay ကောင်းပါပြီ okay အဲ့ဆိုဒါဆိုတော့ message တို့ကြာနေနားလည်းမလို့ကြောက်ထင်တယ် okay ဆိုတော့ကျွန်တော်ဆက်ပြီးတော့တွားမယ်ဆိုရင်ဒီအားတော့ damage တို့တက်တွေ့ဘုရားမှာလုံးဝအရေးကြီးမဲ့အပိုင်းဖြစ်တယ်ဒါဒီမှာကျွန်တော်တခုဟာဥမာအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမှာတွေ့မှာ forget နော်အရင်ဆုံးကျွန်တော်တွေ့မှာ forget 2r into x pc3 106000x line 11 atri ကောင်းပြီဒါရင်ကျွန်တော်တို့တွေ့ရ RAM RAM တစ်ချောင်းမှာကျွန်တော်တို့ကလေကတော့ဟာလေ DDR3 လို့ DDR4 လို့တမ်းပြီးမရေးထားတာတွေ့ရတယ်เนาะအဲ့တော့ဒါဆိုရင်ကျွန်တော်ကဘယ်လိုနားလည်ရမလဲဆိုအတူအားဖြင့်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော် 4K DDR3 RAM ဆိုကျွန်တော်ပြောလို့ရတယ်ဘာဖြစ်လဲဆိုတော့ 4K ဆိုတာရှေ့မှာပါထားပြီးသား 2x x ဆိုတာဘာလို့ပြောချင်တာလဲဆိုတော့ memory chip တွေကတဲ့ both side ဒီမှာပါတယ်ပြောမယ်ဆိုရင်တချို့ဟာလေဆိုကြည့်လိုက်ပါ memory chip ကကျွန်တော်တစ်ဖက်သေးပါတာမျိုးလည်းရှင်းရှင်းနိုင်တယ်ပေါ့နော် အဲ့ဒါပြောချင်တာကသူ့မှာကျတော့ memory chip ကတဲ့ site နှစ်ဖက်လုံးမှာပါတယ်တဲ့ဟိုဘက်ကောဒီဘက်ကောပေါ့နော်ဒီ memory chip လေးတွေတက်ဆင်ထားတာရှိရပေါ့နော်အဲ့လိုမျိုး both side both side ဆိုနှစ်ဖက်လုံးမှာဒီ memory chip လေးတွေပါတယ်အဲ့ဒါကိုကျွန်တော်တို့ကတူးရတယ်တူးရအဲ star 8ကျွန်တော်တို့ကကိုစားပြုတာဖြစ်ပါတယ် okay ကောင်းပြီဆိုတော့နောက်တစ်ခုအနေနဲ့မိတ်ဆွေတို့ပြပါ PC3 ရှင်းပါလဲဆိုတော့ပြောပြီး PC3 ကကျွန်တော်တို့ဘာကိုကိုစားပြုရလဲဆိုရင် PC3 ကဒါ DDR3 လို့ပြောခြင်းဖြစ်ပါတယ်နော် PC3 ရဲ့ PC3 dash ရဲ့အနောက်ကဒီ1600ဒီ1600ပါလဲဆိုတော့ဒါသူတို့ bus မှာတစ်ခုမှာပေါ့နော်ဒီ CPU to transfer လုပ်နိုင်တဲ့ဒီ bandwidth ပမာဏကိုပြောခြင်းဖြစ်ပါတယ် megabyte per second ပေါ့နော်အဲကျွန်တော်တို့ဒီ data သူစီရောက်လာမယ်ရောက်လာရင် CPU ဘလို့ဘလောက်နှုံးနဲ့ data တွေပြန်ပြီးတော့ transfer လုပ်နိုင်မလဲအဲ့ဒါကိုပြောခြင်းဖြစ်ပါတယ်နော်အဲ့ဒီ data transfer speed ကိုပြောခြင်းဖြစ်ပါတယ်1600ဆိုတာအဲ့တော့ s ဆိုတာလည်းရှိရဲ့အဲ့ဒီမှာမှာကျွန်တော်တို့ x ဆိုတာပါလဲဆိုတော့ so game so game ဆိုတာပါလဲဆိုတော့ကျွန်တော် laptop.com ဖြစ်ပါတယ် ကျွန်တော်တို့ rapper technology ပါပါဘာ slot တွေသုံးလဲဆို DIM slot သုံးလဲเนาะ DIM ဆိုတာ dual inline memory module ကိုခေါ်တာဖြစ်ပါတယ်ဆိုတော့ SO DIM ဆိုကျွန်တော်ဘယ်လိုသိရမလဲဆိုတော့ SO DIM ဆိုရင်ကျွန်တော်တို့က small online dual inline memory module လို့ကျွန်တော်တို့သိရမယ် laptop မှာသုံးတဲ့ RAM မျိုးစားဆိုတော့ပေါ်ပြထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်မျိုးစုံတစ်ခုသိရပါကဒီလောက်ပေါ့เนาะ1600 maximum ဒီဒီ transfer ဝေကိုရတယ်ဆိုကျွန်တော်တို့ကဒီဟာက D run ကဘယ်လောက်နဲ့အလုပ်လုပ်လဲဆိုတော့သိဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကများသောအားဖြင့်1600နဲ့သွားတယ်ဆိုရင်ကျွန်တော်တို့က1333 MHz လို့ကျွန်တော်တို့ကညီရဲလို့ကျွန်တော်တို့သိထားဖို့လိုတယ်အဲ့တော့တခြားဟာတွေလည်းအဲ့တိုင်းပဲတစ်ခုခုပေါ့နော်အဲ့လိုမျိုးအဲဒီ PC3 ရဲ့အနောက်မှာပါတဲ့ဂိမ်းကနန်းကိုကြည့်ပြီးတော့ကျွန်တော်တို့ကဘလောက်ဒီအမကန်ဟက်စကလော့ရိတ်နဲ့ပြန်ထွက်နိုင်လဲဆိုတာကိုကျွန်တော်တို့ကပြန်ပြီးတော့ခွဲပေးရတာဖြစ်ပါတယ်เนาะတချို့ကကျတော့လေသူကဟိုကျွန်တော် Google နေပါတယ်ဆိုလဲဘလောက်ရိတ်ဘလောက်ရိတ်ရဲ့ တွားတယ်ဘာထားလဲ1333ဆိုရင်1333 1600ဆို1600ရဲ့အဲ့လိုမျိုးဖော်ပြထားရှိတယ်။တချို့ RAM တွေကကျွန်တော်တို့ DDR4 ဆို DDR4 အဲ2660ဆိုကျွန်တော်တို့ MHz ဆိုရင်2666ဆိုပြီးတော့ရေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါမှမဟုတ်လည်းသူတို့ရဲ့ဘားကုန်ပါဘောနော်ဘူးခွန်ရဲ့ဘားကုန်ကကျွန်တော်တို့ဒါအဲဘယ်တစိမ့်လဲ Silicon Power ဆို Silicon Power 4K ဆို 4K နော်အဲ့မှာမှာ2666 MHz DDR4 အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရေးထားတာတွေတွေ့ရပါတယ်။ ဒါဆိုတော့မစ္စရိုအနေနဲ့အလွယ်တကူခွဲလို့ရတယ်။အော် DDR4 speaker 266ပေးတယ်ပေါ့။ဒါမှမဟုတ်အဲ့လိုမဟုတ်ခွဲတဲ့ဘူးပုံမပါတဲ့အခါမျိုးကြရင်ဘယ်လိုဖြစ်လဲဆိုတော့အဲ့လိုမျိုးမှာတီးတန့်ရင်ပေါ့နော်။ဒီ RAM အကြောင်းကိုကြည့်ပြီးပြောမယ်ဆိုရင်အဆင်မပြေဘူး။ဘာလို့ဆိုတော့ RAM ကတ်ထားတဲ့ CR ကြတော့အဲ့လိုမျိုးမဟုတ်တော့အခုမစ္စရိုမြင်တွေ့ရတဲ့အတိုင်းနေလာပါနော်။အဲ့တော့ PC3 တွေရောအရှုပ်ရှက်ကန်တာအဲ့လိုလာတဲ့အခါကျမစ္စရိုအနေနဲ့ဘာ RAM လည်းမသိဘူးပေါ့နော်။ဒါလို့ရှိရင်ဒါမဲ့ကျတော့တင်ပေးတာတခုရှိရနော်။ဒီလိုမျိုးဒီဒီ notch လေးကဒီဘက်ကိုလည်းများနေရဆိုရင်ဒါမဲ့ဆိုတော့ DDR3 အလယ်နားလောက်ကျတယ်ဆိုကျွန်တော်ဒါ DDR4 လို့မစ္စရိုတီးရမယ်နော်။ ဒါဆိုမစ္စရိုခွဲလို့ရတယ်။ဒါမှမဟုတ်အဲ့လိုမခွဲချင်လည်းဒီမှာရေးထားတဲ့ PC3 ဆိုတော့ကြည့်လိုက်။ PC3 ဆိုရင် DDR3 PC4 ဆိုရင် DDR4 PC2 ဆိုတော့ DDR2 ဆိုတော့သိရမယ်နော်။ okay ကောင်းပြီနောက်ဆုံးတစ်ခုအနေနဲ့ကျန်တာပါလဲဆိုတော့9 11 F3 အဲ့ဒါတော့ပါလဲဆိုတော့ memory chip timing ပေါ့ latency ပါကျွန်တော်ဆုံးတော့ပြောလို့လုပ်မယ် timing ဆိုတော့ကျွန်တော်တို့ဒါ run ကအလုပ်တစ်ခုလုပ်ဖို့အတွက်ကိုစောင့်သားရတဲ့အချိန်ပေါ့နော်စားပါတော့သူ့ချစ် data ရောက်လာတယ် data ရောက်လာလို့ရှိရင်မြေမြန်စံတန်ဘယ်လောက်ပို့နိုင်မဆောင်မဲနဲ့မြေမြန်စံတန်ပို့နိုင်တယ်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲအဲ့လိုမျိုး run timing operation တစ်ခုလုပ်ဖို့အတွက်ကို run က timing နဲ့ပေါ့နော်သူကအလုပ်လုပ်တာပေါ့အဲ့တော့ timing ကြာလေကျွန်တော်တို့က transfer fee ကနည်းနည်းနှေးလေပေါ့အဲဟုတ်ပြီအဲ့တော့ဒီပြောမယ်ဆိုရင်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒါအလုပ်လုပ်မှုအတွက်ကိုစောင့်ဆိုင်းရတဲ့အချိန်ပေါ့နော်ဒါကိုကျွန်တော်တို့က timing လို့ခေါ်တာဖြစ်ပါတယ်နော်အဲ့တော့9 11 app တွေ့ရမယ်14 14 14 14အဲ့လိုတွေ့ရရှိမယ်နော်13 13 13ရှိမယ်66 66ရှိမယ်77 77ရှိမယ်ဒါပေမဲ့အဲ့လိုမျိုးမှမှကျွန်တော်တို့ကဘာလဲဆိုအနည်းဆုံးပေါ့နော်ကျွန်တော်တို့ကဒီ timing ဟိုပြောမယ်ဆိုတော့ number အနည်းဆုံးကဒါအမြန်ဆုံးလို့ကျွန်တော်တို့ဒါပြောလို့သတ်မှတ်လို့ရပါတယ်နော် โอเคဒါဆိုရင်တော့ဒါ base rule အနေနဲ့ဒါ range 6မှာ parallel specification တို့ဒီစားတိမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကြတော့ ECC memory တွေအကြောင်းเนาะအဲ night ECC memory အကြောင်းလည်းပြီးတော့ RAM speed အကြောင်းပေါ့เนาะဒါလေးရဲ့ base rule နားလည်မယ်လို့ကျွန်တော်ထင်တယ်ပေါ့เนาะအရင်ကမပြောပြလိုက်တဲ့ဟာလေးโอเคကောင်းပါပြီဒါတော့ဆိုရင်တော့ base rule ဒါ RAM အကြောင်းနားလည်ပြီလို့ကျွန်တော်ထင်ပါတယ်เนาะဒါဆိုရင်တော့ RAM အကြောင်းကကျွန်တော်အကုန်လုံးပြောပြီးတလို့ပြောပြီးတလို့ရှိပါတယ်เนาะโอเคအခုဒီမှာတစ်ခဏနားလည်မယ်เนาะကျေးဇူးတင်ပါတယ်